မင်္ဂလာပါရှင်ရခုံခစ်တဲ့မနက်ခစ်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်ရှင်ဆီယနာသိမ်းမှု၃နှစ်ကျော်ကာလအတွင်းမှာစစ်ကောင်စီကမြန်မာကျပ်ငွေဘီလီယံ3000နီးပါးကိုရထုတ်ခဲ့မှုဟာကျပ်ငွေတန်ဖိုးထိုးချမှုရဲ့အဓိကအကြောင်းရင်းမှာပါဝင်နေပါတယ်ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်အောင်လုပ်သူ၅ဦးကိုစစ်ကောင်စီကအမှုဖွင့်အရေးယူလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့စစ်တပ်အာဏာသိမ်းမှု၃နှစ်ကျော်ကာလအတွင်းမှာစစ်ကောင်စီကမြန်မာကျပ်ငွေဘီလီယံ၃ပေါင်းနီးပါးကိုရုပ်ထုတ်ခဲ့မှုဟာ ကျန်းဝေတံပိုးထိုးကျမှုရဲ့အဓိကအကြောင်းရင်းမှာပါဝင်နေရလို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီရဲ့စီမံကိန်းဗန္နာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်ကပြောဆိုလိုက်ပါတယ်။မနေ့ကကျင်းပခဲ့တဲ့မြမစီဝါပြက်ကတ်အကြောင်းသတင်းစာရှင်းလင်းပွဲမှာဝန်ကြီးဦးကျင်ထွန်းနိုင်ကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်ဖေဖော်ဝါရီလကနေ2024ခုနှစ်မေလအထိ ၃နှစ်၃လတဲ့မြန်မာကျပ်ငွေငွေဆက်ကိုအသေးရထုတ်မှုဟာစုစုပေါင်းတန်ဖိုးကျပ်ဘီလီယံ၃ထောင်ဒီပါရှိနေတယ်လို့လည်းဝန်ကြီးကပြောပါတယ်။ NLD အစိုးရလက်ထက်2019ခုနှစ်နဲ့2020ခုနှစ်နှစ်နှစ်ပေါင်းတဲ့ဘိုဟိုဘန်ကငွေဆက်ကိုအသေးရထုတ်မှုဟာ စုစုပေါင်း3656ဘီလီယံသာရှိခဲ့ပေမဲ့လည်းစစ်ကောင်စီရဲ့3နှစ်3လကာလအတွင်းမှာမြန်မာ့ကျငွေငွေဆက်ကိုအသေးရထုံမှုဟာ NLD အစိုးရလက်ထက်နှစ်လတာကာလငွေဆက်ကိုအသေးရထုံမှုကထက်ရှစ်ဆကျော်ထိတိုးမြင့်ရထုတ်ခဲ့တာကိုတွေ့ရှိရလို့လည်းဝန်ကြီးကဆက်လက်ပြောပြပါရယ်စစ်ကောင်စီမှာနိုင်ငံခြားငွေအလုံးလျော်နေနေပြီးစစ်တပ်အနာမသိမီ2020ခုနှစ်စက်တင်ဘာလကထိမြန်မာနိုင်ငံရဲ့နိုင်ငံခြားအရန်ငွေအမေရိကန်ဒေါ်လာ6.8ဘီလီယံ ရှိခဲ့ပေမဲ့လည်းစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်တွက်ချက်မှုရနိုင်ငံခြားအရန်ငွေလက်ကျန်ဟာ3.8ဘီလီယံသာရှိတော်လို့စင်းတွေရသိရှိရကြဝန်ကြီးဦးတင်ထွန်းနိုင်ကပြောပြပါရတယ်။ ဒါအပြင်အမေရိကန်ကထိမ့်သိမ်းထားတဲ့အမေရိကန်ဒေါ်လာ1ဘီလီယံကိုထဲ့သွင်းတက်ချက်ရင်တောင်စစ်ကောင်စီမှအလွန်နှဲပါတဲ့နိုင်ငံခြားငွေကြေးသာကြန့်ရှိတော်ရလို့လဲဝန်ကြီးကဆက်လက်ပြောပြပါဗျ။စစ်ကောင်စီအနေနဲ့လက်ရှိကြုံတွေ့နေရတဲ့ဗန်နာရဲ့အကြက်တက်ကိုငွေဆက်ကူအစ်စ်တွေရိုက်ထုတ်ခြင်းနဲ့ဖြည့်ရှင်းနေတာဖြစ်တယ်လို့လဲနိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ပေါ်မော့ခဒေါက်တာရှောင်းတန်ကလည်းသုံးသက်ပြောဆိုထားပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ရန်ကုန်မြို့မှာထိုင်းနိုင်ငံကကွန်ဒိုတွေကိုအယောင်ပြပွဲတွေပြုလုပ်ပြီးရောင်းချသူနှုတ်ကိုစစ်ကောင်စီကဖမ်းရမ်းထုတ်လိုက်ပြီးကွန်ဒိုဝယ်ယူထားသူ၃ဦးကိုလည်းဖမ်းဆီးရဲယူထားလို့စစ်ကောင်စီကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဗဇွန်တော်မြို့နယ်မှာဖွင့်လှစ်ထားတဲ့မင်းသူကုမ္ပဏီဒါရိုက်တာဖြစ်တဲ့ဦးအောင်ကျော်ထွန်းနဲ့အထွေထွေမန်နေဂျာမင်းသူကျော်တို့ဟာ စီရိုနာဟိုတယ်မှာထိုင်းနိုင်ငံကကွန်ဒိုတွေကိုရောင်းချတဲ့ပြပွဲကိုနှစ်ကြိမ်ပြုလုပ်ခဲ့လို့လဲစစ်ကောင်စီကထုတ်ပြန်ထားပါဗါတယ်။အဲ့လိုပြုလို့ရောင်းချခဲ့လို့ဖမ်းဆီးရမှာတော့ဒါရိုက်တာဦးအောင်ကျော်ထွန်းကသာဖမ်းဆီးရရှိခဲ့ပြီးအထွေထွေမန်နေဂျာဦးမင်းသူကျော်ကတော့ထပြေးတင်းဆောင်နေရလို့လဲစစ်ကောင်စီကပြောပြပါဗါတယ်။ဒါအပြင်ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူထားသူသုံးကိုလည်းတရားဝင်ပြပမှာငွေစင်းဖွင့်လှစ်ပြီးငွေလွှဲပြမှုနဲ့ဖမ်းဆီးရေးယူထားတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါဗါတယ်။မြန်မာနဲ့အိန္ဒိချင်းထိုင်းနိုင်ငံ வேண்டுமா ကွန်ဒိုဝယ်ယူထားသူတွေရဲ့နောက်ကျောင်းရာဇဝင်တွေဝင်ငွေရလတ်နဲ့အခွန်ဆောင်ခြင်းရှင့်ပြည့်စုံစမ်းစစ်ဆေးမှုတွေကိုပြည်တဲဝင်ကြီးဌာနအထူးစုံစမ်းစစ်ဆေးဦးစီးဌာနစသုံးလုံးကလှုပ်ဆောင်နေရလို့လည်းပြည်တဲရေးတရင်မြစ်ကရန်ကုန်ခေတ်သစ်တရင်နာကိုပြောဆိုပါရတယ်။2024ခုနှစ်ဇန်နဝါရီလကနေဧပြီလအတွင်းပထမလေးလပတ်အတွင်းမှာမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာထိုင်းဘတ်ငွေ1.21ဘီလီယံကျော်တန်ဖိုးရှိတယ်။ကိုတိုအခန်းမှာ392ခန်းကိုဝယ်ယူ ခဲ့ပြီးထိုင်းကွန်ဒိုတွေကိုဝယ်ယူတဲ့နိုင်ငံသားတွေထဲမှာမြန်မာနိုင်ငံသားတွေကဒုတိယအများဆုံးကွန်ဒိုဝယ်ယူသူတွေဖြစ်လာတယ်လို့လည်းထိုင်းသတင်းမီဒီယာတွေကသတင်းဖော်ပြထားကြပါတယ်။အဲလိုမြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာဒုတိယအများဆုံးကွန်ဒိုအခန်းဝယ်ယူတာတွေအခုလိုဖြစ်ပေါ်လာမှုပေါ်ကိုစုံစမ်းစစ်ဆေးဖို့အတွက်တွေးရှိချက်တွေကိုတင်ပြဖို့ကိုလည်းပြည်ထောင်ဝန်ကြီးဌာနကစသုံးလုံးကိုညွှန်ကြားခဲ့လို့လည်းသိရှိရပါတယ်ရှင်။ စကမ်းတရင်တဘုတ်ကိုတင်ဆက်ပေးကြပါမယ်။စကမ်းတိုင်းစကမ်းမြို့နယ်ကြောက်စဲကျေးရွာနီးလမ်းလုံကျုံရေးယူနေတဲ့စစ်သားတွေကိုပြစ်ခတ်တိုက်ခတ်ရမှာ6ဦးသေသွားတယ်လို့တော်ရင်တွတ်ပြီး local PDF ကတာဝန်ရှိသူတို့ကပြပြပါရယ်။ဇွန်လ1ရက်နေ့မှာစကမ်းမြို့နယ်ကြောက်စဲကျေးရွာနီးလမ်းလုံကျုံရေးယူနေတဲ့အကြမ်းဖက်တပ်သားတွေကိုတော်လန်တပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးဟာသေသွားတာဖြစ်ပြီး2ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါရယ်။အဲဒီပြစ်ခတ်တိုက်ခတ်မှုအတွင်းမှာ တော်လဲရဲဘော်တွေဘက်ကအနှဲငယ်ထိခိုက်မှုရှိပြီး M22 တနက်တလဲ M16A4 တနက်တလဲကားတစီး G-Box 5ကိုလက်ပစ်ပုံးနှလုံး 7.62G 40တောင်းနဲ့ 5.56G 150တောင်းတော်လဲရဲဘော်တွေဘက်ကဆုံးရှုံးခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့စကိုင်းတိုင်းခင်ဦးမြို့ပေါ်ကဆိုင်ကယ်စီးလာတဲ့တရဲမှုတူးနဲ့တသားတူးကိုတော်လဲရဲဘော်တွေကပြစ်ခတ်တက်ခတ်ရမှာနှစ်ဦးလုံးဟာသေသွားပြီးတနက်တလက်ကိုတိုက်ဆက်ရရှိခဲ့လို့ခင်ဦးမြို့နယ်တည်င်းမြန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတူးကပြပြပါရတယ်။ ဇွန်လ3ရက်နေ့မနေ့9နိုင်လောက်မှာခေဦးမြို့ပေါ်ကစေုံကြီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကတရင်မိုးတိုးနဲ့တပ်သားတို့ဟာဆိုင်ကတစည်းနဲ့ခေဦးမြို့မှာဈေးဘက်ကိုထွက်ခွာလာစဉ်မှာမြို့ပေါ်ယူကြီးရဲဘော်တွေပကဖရဲဘော်တွေနဲ့ LDF ရဲဘော်တွေကအနီးကပ်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာနှစ်ဦးလုံးဟာပွဲချင်းပြီးတေသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တေသွားတဲ့အကြမ်းဖက်စစ်သားနှစ်ဦးစီကနေ MA1 တနက်လက်ဆိုင်ကတစည်းနဲ့ဖုန်းတစ်လုံးကိုသိမ်းဆည်းရရှိခဲ့ပါတယ်။အဲလိုပစ်ခတ်မှုဖြစ်ပွားပြီး ရဲ့နောက်မှာအကြမ်းဖက်တပ်သားတွေရောက်ရှိလာပြီးပြစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာရှိတဲ့ပြည်သူဝန်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကပြည်သူ၅ဦးကိုလည်းအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့သိရပါပါတယ်ရှင်။ ရခိုင်ပြည်နယ်တိုင်းတဘောကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်တန်ရွယ်လွန်နယ်ငပလီမြို့ဂေါ့ရက်ကွက်အနီးမှာအေအေနဲ့အကြမ်းဖက်စစ်ကောင်စီတို့ကြားမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကနေဘုံကျဲနေလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။ဇွန်လ2ရက်နေ့ညနေ4နာရီလောက်ကနေစတင်ကတန်ရွယ်မြို့နယ်ဂေါ့ကျေးရွာအနီးအကြမ်းဖက်စစ်ကောင်စီတပ်နဲ့အေအေတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးဇွန်လ3ရက်နေ့ထိတိုက်ပွဲပြင်းထန်နေကအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကရေကြောင်းလေကြောင်း စ်ကိုတွေနဲ့ပြန်လည်ပြစ်ခတ်နေတယ်လို့လည်းသိရှိရပါတယ်။အစပိုင်းကတော့လက်လက်ကြီးစမ်းသက်ပြစ်ခတ်တယ်လို့ထင်နေပေမဲ့လည်းည7:00နာရီဇက်တိုက်ဆိုသလိုပြင်းပြင်းထန်ထန်ပြစ်ခတ်ခဲ့ပြီး Jet Fighter နဲ့၄ချိန်ခန့်ဘုံကျဲခဲ့လို့လည်းဒေသနေပြည်သူတွေကပြောပြပါတယ်။လက်ရှိချိန်မှာအကြက်ဖက်စစ်တပ်ရဲ့တိုက်ခတ်ရေးလေယာဉ်တွေဟာကိုရက်ကွက်အနီးမှာပြန်ဝဲနေပြီးတိုက်ပွဲတွေမှာအကြမ်းဖက်တပ်သားတွေထိခိုက်သေဆုံးမှုအခြေအနေကိုတော့အတိမယူနိုင်သေးဘူးလို့လည်းသိရပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ဘကိုးတိုင်းမင်းလာမြို့နယ်ရိုးမဖြက်လန်းရှိတဲ့ဇာမနီတရားနဲ့တပြုတ်ချောင်းတရားအနီးမှာတိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီဘက်က9ဦးသေသွားခဲ့တယ်လို့တာရီ KI PDF ကတာဝန်ရှိသူတို့ကပြောပြပါရယ်မေလာတရနေ့မှာမင်းလာမြို့နယ်မြို့ချောင်းစင်ကန့်လန်ရိုးမဖြက်လန်းဇာမနီတရားအနီးမှာရှိတဲ့တာရီ KI တရင်383ညနဲ့ တက်ခွဲ9ရဲ့ရာယီစကန်ကိုဇာမနီ6ရက်ကနေစစ်ကြောင်းထိုးတက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုခုခံတိုက်ခတ်ခဲ့ရကနေအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတော်လဲရဲဘော်နှူးဟာကြာဆုံးခဲ့ရလို့တာရီခန် PDF ကတာဝန်ရှိသူတိုးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလက်လက်ကြီးတွေပြင် drone တွေအသုံးပြုကာတိုက်ခတ်ခဲ့တာကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကလည်းကြီးနဲ့ခရက်မလုံလောက်တဲ့အတွက်စခန်းကနေဆုတ်ခွာပေးလိုက်ရကစခန်းမှာရှိတဲ့ဆိုင်ကယ်အစီ 30ရဲခါတဲကား2စီးဆုံးရှုံးခဲ့ရလို့လည်းသိရှိရပါဗျ။ ဇွန်လ၂ရက်နေ့မှာတော့မြို့ချောင်းစိန်ကန်းလန်ရိုးမှဖြက်လန်တပြုတ်ချောင်းတရားအနီကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကို တာရီခရံတရင်၃၈၃ညနဲ့တက်ခွဲ၅ဗျူဟာစစ်ကြောင်းနဲ့ရန်ကုန်မြောက်ပိုင်းခရံတရင်၃တက်ခွဲ၃ကရဲဝော်တွေကပူးပေါင်းပြီးစောင့်ကြိုတက်ခဲခဲ့ရမှာတော့အပြန်အလှန်ပြစ်ခတ်တိုက်ပွဲတနင်္ဂနွေခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်တပ်သား9ဦးဟာသေသွားခဲ့ကအများပြားလဲဒဏ်ရာရှိခဲ့လို့တာရီခရံ PDF ကတာဝန်ရှိသူတို့ကပြပြပါရရှင်။ ဟုတ်ကဲ့ပါရှင်။၎င်းရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မညပါ။